နှာစည်းနှာပိတ်ဖြစ်နေတိုင်းထိတ်ခတ်လာလို့ခေါ်ရလားမင်္ဂလာပါရှင်ဒီအစီအစဉ်မှာနှာစည်းနှာပိတ်ဖြစ်ရတယ်ဆိုတာဘလို့အကြောင်းကြီးကြောင့်လဲဒါကိုရှောင်လဲဖို့တိထားတဲ့အချက်ကလေးများရင်ねနှာစည်းနှာပိတ်ဖြစ်တဲ့အခါမြ мян ဆဆမခံစားရလျောင်းလို့အိမ်မှာပဲကိုယ်တိုင်ပြင်ဆင်လို့ဆောင်ရင်တက်တာကြစီဖို့ရည်ရွယ်လို့တိရမာလေးများကိုတင်ဆက်ပေးသွားပါမယ် ာစီးနာပိတ်ဖြစ်နေသလားနာစီးနာပိတ်ဖြစ်ရတာကိုလူအတော်များများကြုံမှုကြပေမဲ့လို့စိုးရိမ်ရတဲ့အဆင့်ထိယောဂအန္တရာယ်မဟုတ်ပေမဲ့စိတ်အနှောင့်အယှက်ပေးတတ်တယ်လို့ဆိုရပါမယ် ။အများအပြင်နှာခေါင်းထဲမှာရှိတဲ့အချွဲတွေပိုများများဖြစ်ထွန်းနေခြင်း၊ယာတိဥတုအကူအပြောင်းဂျားကာလာတွေမှာဖြစ်တတ်တယ်။အပြင်မှာပူရကနေအေးကန်းနဲ့ဝင်ပြီးလို့ချက်ချင်း temperature အပြောင်းလဲမှာနှာချေရတာကိုကြုံတတ်မယ်။ဒါမှမဟုတ်ကိုယ်တိုင်မသိလိုက်ခင်မှာပဲဓမ္မတဲ့တာတစ်ခုခုရှူမိကြုံမိချိန်မှာလဲဒီလိုချိန်တွေဆိုရင်နှာချေချင်တာကိုလူတိုင်းလူတိုင်းဟာရှောင်ရခက်ကြုံရတတ်ပါတယ်။နှာချေတာကိုအတင်းအောက်ဤသီးခံထားဖို့ကလည်းခက်တယ်လို့နော် ။နှာခေါင်းထဲမှာတခုခုကလိကလိဖြစ်နေတယ်လို့နေရခတ်တော့နှာခြေထုတ်လိုက်မှပဲ။အတွင်းထဲကတခုခုကအပြင်ရောက်တဲ့ခန်းစားချက်မျိုးနဲ့အသက်ရှူရတာအနှောက်အယှက်မဖြစ်တော့ပဲသက်သာသွားတာ။ဒီလိုနှာခြေလိုက်မှပဲပုံမှန်အနေအထားပြင်ပြစ်သွားတာမို့ဒါကိုကိုယ်ရေကနေအလိုအလျောက်တုတ်ပြန်ပြီးတဲ့သဘောပါပဲ။ နှာချေချင်လာတဲ့အခါအတင်းအောက်အီးထားတာမျိုးမလုပ်ဘဲဒူကြားတဲ့ရောက်နေနေတော့ဒူရှင်းမဲ့တင့်တော်ရဘက်ကိုညင်လာလဲလိုက်မယ်အကွယ်အကာတစ်ခုခုလှုပ်ထားမယ်ဒါမှမဟုတ်လုံးဝမတက်နိုင်ခင်ရင်တော့ကြောင်စည်းကိုကာထားလို့နှာချေလိုက်မယ်ဆိုရင်လည်းပဲကိုလဲတတရာရောက်မယ်နှာချေရကထွက်သွားမဲ့အမှုံအမွားဘက်တီးရီးယားတို့ကို မကူးဆက်စေဖို့အတွက်ပုံဝန်းကျင်ကိုကြည့်ရလဲရောက်ပါတယ်နော် ပြီးတော့ခဏခဏနှာချေတယ်နှာခေါင်းပိတ်နေတယ်နှာဆေးရယ်ဆိုတာကိုနှာခေါင်းအတွင်းပိုင်း mucus membrane ရောင်ရဲရံကဖြစ်တယ်ဆိုတော့ rhinitis လို့ခေါ်တာ ਨੇ နှာသီးအတွင်းလေဖြတ်တမ်းဝင်ရောက်ရာ sinus နေရာပေါ့နော်ရောင်ရမ်းခြင်းဖြစ်တဲ့ဒါကို sinusitis လို့ခေါ်တယ်တဲ့ စသဖြင့်နှာခေါင်းနဲ့သက်ဆိုင်မှုဖြစ်ရတဲ့အခြေအနေချင်းမတူဝိမဲ့မြမလိုနာမည်တက်ကြတာမှာကတော့နှာစည်းနှာပိတ်အချိန်ကြာရှည်နေပြီးခဏခဏနှာစည်းတာမျိုးဖြစ်နေပြီဆိုရင်ပဲအကုန်လုံးကိုစလုံးတစ်ခုနဲ့အဖြစ်နဲ့ထိတ်ခတ်တာလို့ခေါ်လိုက်ကြပါတယ်။ဒါပေမဲ့ဖြစ်ရတဲ့အခြေအနေမှာ rhinitis ကြောင့်ဖြစ်တာလား sinusitis ကြောင့်ဖြစ်တာလားဒီလိုကွဲပြားတာမတူတတ်တာကိုဂရုပြုရတာတော့ရှိပါတယ်။ နှာစည်းနှာပိတ်ပြီးမဲ့လို့ဘယ်အရာကြောင့်အခြေတည်ဖြစ်တယ်လဲခွဲခြားရတယ်ပေါ့နော်။ကျမရေဘူးဘူးတုဒများကိုစဉ်ဆက်မပြတ်တင်ဆက်ပေးမဲ့ channel လေးဖြစ်လို့ like and subscribe လုပ်ထားကြဖို့လည်းမမိနဲ့အောင်နော်။နှာစည်းနှာပိတ်ဖြစ်ရခြင်း အကြောင်းရင်းလက္ခဏာကဘာတွေလဲ။ရှားဒီကူးပြောင်းမှာအေးအေးမိပြီဆိုရင်ခုံမုံခိုးလို့ခေါ်တာပေါ့နော်။ ဒီခါမှာနှာစီးပါပြီ။နေထဲမှာသွာလာနေတဲ့ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ကောင်မျိုးတွေကယာဒီဥတို့အပြောင်းလဲဖြစ်လို့လူရဲ့ကိုယ်ခံအားနည်းနေစဉ်အချိန်မှာအခက်မတင်မဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဝင်ရောက်လာပြီဆိုတဲ့အခါဒီလိုဘက်တီးရီးယားသို့မဟုတ်ဗိုင်းရပ်စ်ဝင်ရောက်လာတာကိုတို့ရဲ့ခုခံအားစနစ်ကတုံ့ပြန်လို့ပြန်လည်တိုက်ခိုက်တာကြောင့်ဖြားနာတဲ့ဝေဒနာကိုခံစားရတဲ့နှာစီးနှာပိတ်ချောင်းဆိုးခြင်းစတာတွေဒုက္ခနာကိုမှဖြစ်ပါတယ်။ ဒါမှမဟုတ်ကို့မှာ အပူချိန်အပြောင်းလဲအရန်များနေတယ်ပေါ့နော်။ဥပမာနေပူတဲ့ရောက်နေရကနေချက်ချင်းလက်ငယ်အရန်အေးလို့နဲ့အေးအေးခန်းတဲ့ကိုဝေမိတာမျိုးအဲ့ဒါမှမဟုတ်ဘဲနဲ့အေးအေးခန်းတဲ့ကနေပြီးတော့ခဏမဆောက်မိပဲနဲ့ချက်ချင်းကိုနေပူရဲကောက်ထွက်တယ်။ဒီလိုဆိုရင်လည်း temperature ရုတ်တရက်ပြောင်းသွားတာဖြစ်နေတော့နှာစည်းနှာပိ ဖြစ်လွယ်ပါတယ်။ ောက်တစ်ချက်ကတော့ allergy ဖြစ်လွယ်တတ်သူတို့မှာဆိုရင်နှာစည်းနှာပိတ်ဝေဒနာကတခြားလူအများနဲ့ရှင်နေဆိုလို့ရှိရင်ဖြစ်နိုင်တဲ့ရာဂိုင်းလုံးက chance ပုံလို့များပါတယ်။ဒီနေရာမှာနှာစည်းနှာပိတ်ဖြစ်ရတာဆိုရင်တူတယောင်ယောင်နဲ့မတူတဲ့အပေါ်မှာပြောခဲ့တယ်လို့ rhinitis နဲ့ sinusitis တို့ရဲ့လက္ခဏာအကြောင်းကိုပွဲပြားသိရှိစေဖို့အတွက်ဆက်ပြီးတော့ပြောပြချင်ပါတယ်။ rhinitis လို့ခေါ်တဲ့နှာစည်းလက္ခဏာကဘယ်လိုမျိုးလဲ ဒါက rhinitis လို့ခေါ်ရမှာဆိုရင်ဖျားတာနာတာမရှိဘူးလူကတစ်ခုခုကြောင့်နှာစည်းနှာပိတ်ဖြစ်တယ်ပေါ့ rhinitis ဆိုတဲ့နှာစည်းနှာပိတ်တာကိုအမျိုးအစားခွဲကြည့်မယ်ဆိုလို့ရှိရင်ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ allergic rhinitis သို့မဟုတ်ရာသီဥတုကြောင့်ဖြစ်တဲ့ seasonal rhinitis နောက်ထပ်တစ်ခုကတော့ဓာတ်မတည့်ခြင်းနဲ့မဆိုင်ပဲဖြစ်တယ်ဆိုတော့ non allergic rhinitis ဒီလို၃မျိုးတွေ့ရပါတယ် ။ rhinitis ဖြစ်တယ်ဆိုရင်ဒီဟာကိုတုတ်ပြန်မှုခုခံပေးဖို့ဆိုဒိုးရဲ့ကိုယ်ထဲက histamine လို့ခေါ်တဲ့ဓာတ်တစ်ခုထွက်လာရပါတယ်။ဒီလိုခုခံတိုက်ခိုက်ပြီးမှထွက်လာတဲ့ histamine ဓာတ်ကြောင့်ကိုကရာရင်တာ၊ရောင်ရမ်းတာနဲ့နှာခေါင်းလေးရှူတာလမ်းကြောင်းသွားရနေရာတွေမှာအရေးအပြစ်အခဲစုလာတာမျိုးကိုခံစားလာရတတ်ပါတယ်။ဆိုရင်ဒါတွေကဘယ်အရာအကြောင့်ဖြစ်တတ်တလဲ။ဒီတော့ရာသီဥတုအပြောင်းလဲသို့မဟုတ်အပူချိန်တက်ကြဖြစ်ခြင်း ဒါမှမဟုတ်လေထဲမှာလွတ်နေတဲ့တစ်ပင်ပန်းမန်တို့ကထွက်တဲ့အမှုံအမွားနဲ့တချို့တော့မြက်ပင်ပေါင်းမင်တို့ရဲ့အနံ့ကို ရှူမိတယ်။ပန်ဝန်းကျင်ကပိုးကောင်တိတိမွမွားတို့ရဲ့အညစ်အကြေးအနံ့ဖုံမှုံပြီးတော့မိโกငွေဆင်းလင်းငွေတို့ကိုအပြင်တချို့စားကြရင်မှာပါတဲ့အမွှေးအကြိုင်အနံ့ကကို့အနေနဲ့မခံနိုင်တာစတဲ့စတဲ့အချက်တွေမှာ rhinitis ဖြစ်တတ်တာဖြစ်ပါတယ်။ rhinitis ဆိုတဲ့သူ့ရဲ့လက္ခဏာတွေကတော့လူမှာနှာခေါင်းပိတ်လို့အသက်ရှူရခံနေမယ်လို့မဟုတ်နှာရည်ရိုးကျလာမယ်နှာခေါင်းထဲမှာရားရံတယ်လို့လို့နှာတရှုပ်ရှုပ်ဖြစ်ပြီး sneezing တရှိရှိခံစားနေရတဲ့ feeling မျိုးပေါ့နော်ပြီးတော့ဓာတ်မတည့်တာကြောင့်ဖြစ်တက်ခြင်းမှရှိသေးတာမို့လို့ရောင်ရမ်းခြင်းတစ်ခုခုနဲ့ဆက်ဆက်နေနိုင်တယ်ပေါ့ဒီတော့ဒိုးရဲ့လင်းဝင်းရအသက်ရှူနေကြောင်တစ်လျှောက်က နှာခေါင်းရည်လေကြောင်းနားနဲ့မျက်စိတို့မှာရှားရံတယ်လို့ခံစားချက်မျိုးကိုရနေတတ်ပါတယ်။နှာခေါင်းပိတ်လို့ဗစက်ကိုအသုံးပြုပြီးအားပြုလို့အသက်ရှူရတယ်ဒီတော့ပင်ပန်းနွမ်းများမိလာနိုင်ပါတယ်။ဆိုရင် brain 90ဖြစ်တဲ့အခါမှာအချိန်ကာလအဖြစ်ဘလောက်ကြာနိုင်တယ်ကြီးလိုက်ကြရအောင်ပါ။ဒီတော့ allergic rhinitis ခံစားရတာကြောင့်ကြာရှည်နိုင်တဲ့အချိန်ကတည်င်းနှစ်ပတ်လောက်ခံစားရတတ်ပါတယ်။ ခဏကြာဖြစ်ပြီးပြန်ကောင်းတယ်လို့ပြောတဲ့ acute rhinitis ကတော့ virus ပိုးကြောင့်ဖြစ်ရတာမျိုးလို့ဆိုရင်တစ်ရက်နှစ်ရက်အကြာမှာပြန်ကောင်းနိုင်တာကနေသတင်းပတ်နှစ်ပတ်မကြာခင်မှာပဲနှာစည်းရသက်သာလာနိုင်ပါပြီ။ နောက်တစ်မျိုးက chronic rhinitis လို့ခေါ်တဲ့ရေရှည်နာတာရှည်မျိုးဖြစ်တတ်တဲ့နှာစည်းနှာပိတ်ခြင်းပါဒါကတော့ non allergic rhinitis ကြောင့်နှာစည်းတာဖြစ်တာလား allergic rhinitis ကြောင့်နှာစည်းတာဖြစ်သလားဆိုရဲဒီအချက်နှစ်ချက်ပေါ်မူတည်လို့အချိန်ကြာရှည်ခြင်းကွဲပြားတတ်ပါတယ်ဒီလိုဝေဒနာကြောက်ဆိုရင်ဆက်နှစ်ပတ်ကြော်ကနေပြီးတော့လချီလို့ပိုလို့ခံစားရတာတာရှည်တတ်ပါတယ် တို့ပေမဲ့ဒီကြားထဲမှာကိုကနီးမှန်လက်မှန်နဲ့နေထိုင်ကုစားပေးရင်းနဲ့ပြန်ကောင်းလာတတ်တယ်လို့ကိုနဲ့ဓမ္မတက်ရာတစ်ခုခုနဲ့ထက်မှန်တုံ့ကြိုက်ခဲ့ရဆိုရင်ပဲအလက်ကြီးရှိနေတဲ့ trigger အခန်းကြောင့်မလို့တက်တာပျောက်ကင်းနေရတာကနေနှာချီနှာယူရာပြန်ဖြစ်တယ်ပြီးရင်ပြန်ကောင်းသွားတယ်တခါအလက်ကြီးဖြစ်တယ်ဆိုရင်ထပ်ဖြစ်ပြန်တယ်ဒီလိုနဲ့လေပတ်တဲ့တံတရားမျိုးကိုခံစားရတာမျိုးရှိတတ်ပါတယ်ဆီနိုဆိုက်ဒက်စ်လို့ခေါ်တဲ့နှာစည်းနှာပိတ်ဝေဒနာဆိုတာဘယ်လိုဖြစ်သလဲ ဒီတော့ပထမဆုံးအနေနဲ့ဒိုးရဲ့ sinus လို့ခေါ်တဲ့အင်္ဂါဒီဘယ်အနားမှာရှိတယ်လဲဆိုတာသိကြဖို့အရင်ပြောကြရအောင် sinus ဆိုတာက လေရှူပေါက်လို့ဆိုပါဆိုနော်။သူကနှာခေါင်းရဲ့ပါတစ်ဖက်တစ်ချက်ရဲ့နှစ်ဖူးရဲ့ဒီသုံးခုရဲ့အလယ်မှာရှိရဲ့လေဝင်ရာ လေပြည့်ရာနေရာအခေါင်းပေါက် space ဆိုပါတော့။ sinus နေရာကနေဝင်ပေးရမယ့်နေရာဆိုတော့တကယ်လို့များဒီ sinus နေရာမှာရောင်ရမ်းနေပြီဆိုရင်နှာချေနှာပိတ်တာကိုပိုလို့ပြင်းပြင်းထန်ထန်ခံစားရတာမျိုးရှိတတ်တာပေါ့နော်ကျော်ပါတစ်ဖက်တစ်ချက်အလေကလေဝင်နေရဖြစ်လေတော့ဒီနေရာမှာအချွဲရီလို့ခေါ်တဲ့ mucus တွေပိတ်နေပြီဆိုရင်မျက်နှာနေရာမှာနာကျင်နေတာတစ်ခုခုပိတ်ဆို့နေတာသို့မဟုတ်နှာရည်တောက်တောက်ယူတာမျိုးကိုခံစားလာရတတ်ပါတယ်ဒီလို sinus ရောင်ရမ်းတဲ့အခါမှာတစ်ခါတည်းရင်ဆိုရင် virus ရပ်စ်ဝင်ရောက်တာဘက်တီးရီးယားဝင်ရောက်တာဖျားနာတာနဲ့ရှင်တွဲပြီးဖြစ်တတ်ပါတယ်။ဒါမှန်နှာချင်းနှာပိတ်တာတဲ့ညာသွားဖြစ်ပုံမူပြီးတော့လေးလေးနက်နက်ခံစားရတတ်ပြီးတော့မျက်နှာမှာရောင်ရမ်းခြင်းခေါင်းကိုက်ခြင်းတွေအထိပါ ပါဝင်လာနိုင်တတ်တယ်ပေါ့နော်။ဒါကိုမြမမှုပြုလို့ခေါ်တဲ့စကားလုံးကတော့ထိတ်ခတ်နာလို့ခေါ်ပါတယ်။စီနိုဆိုက်တရှိသူတွေရဲ့အဓိကလက္ခဏာတွေအကြောင်းဆက်လို့ပြောကြရအောင်ပါ ။နံပါတ်၁လက္ခဏာကတော့နှာခေါင်းပိတ်ဆို့လို့ခံရခက်ခြင်း severe nasal congestion ပေါ့နော်။လေနဲ့ပြည့်နေရမယ်ဒီ sinus လေးရှူရနေရာက tissue တွေမှာရောင်ရမ်းခြင်းဖြစ်နေတာဖြစ်လို့နှာခေါင်းပိတ်ပြီးခံရခက်တဲ့ဝေဒနာကိုခံစားနေရတာပါ။ ။နံပါတ်2အချက်ကတော့နှာစည်းခြင်းဆိုတော့ mucus အချွဲတွေကိုကြိလိုက်တဲ့အခါမှာအရေးကြီးအယောင်မဟုတ်တော့ဘဲနဲ့ရောဂါပိုးဝင်ရောက်ရဲ့အချိန်မှာဖြစ်တတ်တဲ့အရွေအချဲတလိတို့ဟာဆိုရင်နှဲ့ညက်ရာကနေထွက်လာတဲ့ဒီ mucus အယောင်ကိုကြိလိုက်တဲ့အခါမှာအဝါအယောင်အစိမ်းအယောင်ဒီလိုအယောင်မျိုးတန်လာတာကိုမြင်တွေ့ရတတ်ပါတယ်။ ။နံပါတ်3အချက်ကတော့မျက်နှာရောင်ခြင်းလို့ခေါ်တယ်။ facial pressure or facial pain ပေါ့နော်။အဲ့တော့မျက်နှာနေရပါတစ်ဖက်တစ်ချက်နဲ့နှာခေါင်းအတွင်းဘက်မှာ sinus နေရာရဲ့ချက်ခဲဖြစ်နေပြီးတော့ PR တစ်ခုခုပေးနေတာမျိုးဖြစ်လို့ကြွက်သား tissue တွေအောင့်နေတတ်တာမျိုးလို့မျက်နှာမှာနာကျင်ခြင်းကိုခံစားရတတ်ပါတယ်။ဒါအပြင်ဒီ sinusitis ဖြစ်နေတဲ့လူနာကလှဲအိတ်လိုက်တဲ့အခါမှာဆိုရင်နေထိုင်ရခက်လို့ ဒီမျက်နှာတဝိုက်မှာနားနေရာတွေမှာပေါ့နော်နားကြိုက်ခြင်းခေါင်းကြိုက်ခြင်းနဲ့နှာစည်းနှာပိတ်လို့ဖြားနာတာလည်းဖြစ်တာမျိုးအနံ့အရသာကိုမခံစားနိုင်လို့တာမျိုးပင်ပန်းနွမ်းနေတာမျိုးစတာတွေဖြစ်တတ်ပါတယ် ဂျီနိုဆိုက်တစ်ဝေဒနာခံစားရတဲ့အချိန်အတိုရှင်ဘလောက်ကြာမလဲလို့ပြောကြမယ်ဆိုရင်တော့ acute sinusitis လို့ခေါ်တဲ့အေးအေးမိတုပ်ပွေဖြစ်တာမျိုး virus ပိုးနဲ့ထိတွေ့ပြီးတော့ဖျားနာတာဖြစ်တာမျိုးမှာဆိုရင်ဒီ sinusitis က၄ဘက်အတွင်းမှာပြန်ကောင်းလာတာကိုတွေ့ရပါတယ်။ဒါမှမဟုတ်ပဲတာရှည်ဖြစ်တတ်တဲ့ chronic sinusitis လို့ခေါ်တာမျိုးပေါ့နော်။ဒါမျိုးဆိုရင်တော့ဆက်နှစ်ပတ်ကျော်လောက်ထိ sinusitis ဝေဒနာနဲ့အတူဖြားနာခြင်းကိုတွေ့ပြီးတော့ခံစားရနိုင်တာဖြစ်ပါတယ်။ ဒီတင်ဆက်မှုကတော့ဂျိုးရီမှာနှာစင်းနှာပိတ်လို့နေရထိုင်ရဖြစ်နေတာခံစားရတဲ့အခါမှာဘယ်တစ်ခုကြောင့်ဖြစ်တယ်လဲဆိုပြီးတော့အပေါ်ကပြောခဲ့တဲ့အချက်လေးနဲ့ကိုယ်တိုင်းနှိုင်းချင်မှန်းစာကြည့်လို့ရလာပါပြီနော်အကြောင်းကိုသိပြီးဆိုရင်အကျိုးဖြစ်တဲ့အကောင်းရကိုရှာဖို့လွယ်သွားပါပြီဒီတော့ကျန်းမာတုဒ္ဒအနေနဲ့အကျိုးဖြစ်ထွန်ပါစေကြောင်း rhinitis နဲ့ sinusitis ကိုခွဲခြားလို့သိနိုင်ပါစေကြောင်းဆန္ဒပြုလိုက်ရပါတယ် နောက်တစ်ပိုင်းမှာတော့နှာစည်းနှာပိတ်သက်သာပြောက်ခွင့်မှုအတွက်ကိုယ်တိုင်လိုက်နာလှုပ်ဆောင်ရမယ့်နည်းလမ်းတို့အကြောင်းအိမ်တွင်းမှာပဲလူလက်ကူသက်သာစေတဲ့အကြောင်းလေးတွေကိုဆက်လို့ပြောပြမှာပေါ့စောင့်မျှော်နားဆင်ကြပါလို့ဖိတ်ခေါ်လိုက်ရပါတယ်။သိလို့ရတဲ့အကြောင်းအရာများရှိရင် comment ပေးပြီးဝင်ရောက်ဆွေးနွေးမေးမြန်းလို့ရှာပါတယ်။ကောင်းတဲ့အချက်တွေအမိရယူဖို့အမြဲတမ်းရကြပါလို့တိုက်တွန်းလိုက်ရပါတယ်။